နော်ကဲလူကြီးမိဘဆရာသမားစီမှာမိษွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းရည်ကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတခေါက်ပေါ့နော်ဘယ်နှကြိမ်ရုပ်ရမလဲဆိုတော့28ခေါက်အလွန်အလွန်တခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့ကြတော့မဟုတ်ပါဘူးသို့တော့အန်အောစရာကောင်းတော့ဆွမ်းထက်ပါတယ်ဒီဂမ်ဘီရအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အခုအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကိုကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအခုညီတောင်းနေတဲ့အခုညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်ရောက်ပြီးတော့ဘယ်ကိစ္စ အနေနဲ့ရရကရွှေစကားမိတ်ဆွေပြိတ္တအားလုံးကိုစိတ်နှဖျားကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်ဆွမ်းဆောင်မှုနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျူပါနာမှုနိုင်ကြပါစေ။ဘေးပြာအပေါင်းကနေဝေးကွာအောင်လဲပဲကိုစီကိုစီရွက်ဆောင်တော်မှုနိုင်ကြပါစေလို့မြတ်တာဘုရားနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။2025ခုဂျွန်လအတွက်ကလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ကဲဂျွန်လဆိုတာကျွန်တော်မြန်မာတို့အတွက် ရွှေမိုးငွေမိုးယူအားသုံးဖြိုးတဲ့ကာလဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်အဘမင်းသိန်ခါရဲ့ကဲမွေးလအခါသမယားလည်းဖြစ်ပါတယ်ခမရေဦးစွာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအားလုံးမတူးမဆိုးအရေးကြုံရင်ကြုံတယ်လို့ကိုတိုင်ကိုကြအလွယ်တကူအသုံးချလို့ရနိုင်မယ်ဂမ်ဘီယာလက်ဆောင်စကားလေးပါလိုက်ချင်ပါတယ်ကျွန်တော်တို့ဗမင်းနေခါကျွန်တော်တို့အသင်ပေးသွားတဲ့ပညာတွေထဲမှာအင်မတန်မှလွယ်ကူပြီးတော့အံ့ဩစရာကောင်းလောက်အောင်အစွမ်းထက်တဲ့ ဂမ်ဘီရအတန်တွေဆိုတာရှိပါတယ်။ဥမာဆိုပါတော့ငွေကြီးကိစ္စအတွက်ဆိုရင် train car train car ဆိုတာရွရတယ်။ပစ္စည်းတစ်ခုခုပျောက်လို့ရှာခြင်းရယ်။ယာနိုးယာနိုးဆိုတာရွရတယ်ဆိုတာမျိုးလေးတွေကျွန်တော်တို့မနှုံးမရကြနဲ့မလေးတင်ဆက်ဘူးတယ်။ကဲ line ပေါ်မှာလည်းပဲကျွန်တော်တို့စာနဲ့ no video file နဲ့ရေးကြပြောကြဘူးတယ်ပေါ့။အခုပြောချင်တာကတော့တစုံတယောက်စီမှာတစုံတရာသွားပြီးတော့အခုအညီတောင်းဖို့လိုအပ်တဲ့အခါမှာ အဆင်ပြေဖို့ပေါ့နော်ကလူကြီးမိဘဆရာသမားစီမှာမိတ်ဆွေအပေါင်းအသင်းစီမှာစတဲ့ဖြစ်ပေါ့တနေရရာမှာငွေကြေးအကူအညီပဲဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်တဲ့အကူအညီပဲဖြစ်ဖြစ်လူမှုရေးအကူအညီပဲဖြစ်ဖြစ်ဂျာမားရေးစီးပွားရေးအကူအညီပဲပညာရေးအကူအညီပဲဖြစ်ဖြစ်စတဲ့ဖြစ်အကူအညီတောင်းဖို့လိုအပ်တဲ့အခါမှာရွတ်ရမယ်ကံပိဒအတန်တဲ့ကဲအတန်ကလည်းနည်းနည်းကြီးကျင်စရာလိုလိုပဲအလွန်အလွန်ဆိုပြီးရွတ်ရမှာဖြစ်ပါတယ်အလွန်အလွန် A L O N ပေါ့နော် အလွန်အလွန် အဲ့အလွန်အလွန်ဆိုတာနှလုံးတွဲကိုတစ်ခေါက်ပေါ့နော်ဘယ်နှကြိမ်ရောက်ရမလဲဆိုတော့28ခါအလွန်အလွန်တစ်ခေါက်အလွန်အလွန်နှစ်ခေါက်အလွန်အလွန်သုံးခေါက်အလွန်အလွန်လေးခေါက်အဲ့ဒါမျိုး28ခေါက်ရောက်ရမှာဖြစ်ပါတယ်ဆိုတော့ဘာမှလည်းခက်ရခဲ့တဲ့တော့မဟုတ်ပါဘူးသို့တော့အံ့ဩစရာကောင်းတော့အစွမ်းထက်ပါတယ်ဒီဂမ်ဘီရာအတန်လေးတွေရဲ့အစွမ်းကိုကိုယ်တိုင်အကျိုးထူးမှုတဲ့မိတ်ဆွေများလဲအများကြီးရှိမှာပါနော်အဲ့တော့ အကူအညီလိုအပ်တဲ့အခါမှာရုပ်ဖို့ကအလွန်အလွန်28ခေါက်ရုပ်မယ်ပြီးမှကို့ကူညီလိုချင်တဲ့ကိစ္စကိုဆူတောင်းမှုဖြစ်ပါတယ်ဆူတောင်းတော့အရေးကြီးတယ်နော်ကိုကိုအကူအညီတောင်းချင်တဲ့အကူအညီရချင်တဲ့ကိစ္စကိုတကယ်စိတ်အာရုံနဲ့မှမြင်အောင်ပြီးတော့ဘယ်ကိစ္စမှာဘယ်သူဘယ်သူကဘယ်လိုဘယ်လိုကူညီပါစေဘယ်လိုဘယ်လိုပံ့ပိုးပါစေဘယ်လိုအကူအညီကောင်းရပါစေဘယ်သူဘယ်သူတွေကမနှောက်ယှက်ပါစေနဲ့အဲနော်ဘယ်လိုအခြေအနေကောင်းတွေကြုံပါစေ ဘလို့ဘလို့အခြေအနေတွေမကြုံပါစေနဲ့စသဖြင့်အသေးစိတ်ပြည့်စုံအောင်ဆူတောင်းဖို့ဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဆူတောင်းကမပြည့်စုံရင်တော့ရေရာကစွန့်ညင်တောင်မှပဲဘယ်နေရာလာပြီးဘလို့စွန့်မှမသိတဲ့အတွက်ရွာကျွတ်နတ်မှာမဟုတ်ပါဘူးဒါကြောင့်ပြောရမယ်ဆိုရင်တော့ရေရာတဲ့ဆူတောင်းကအရေးကြီးတယ်နော်ဆူတောင်းကအရေးကြီးတယ်ဆူတောင်းဆိုတာကိုယ်လိမ့်စာလိုပဲပေါ့ဟုတ်လားဟာပတ်စံလိုချင်လို့ပါဆိုပြီးတော့မှကျွန်တော်စီလာဖို့ပေးပါဆိုအဲ့ကျွန်တော်ကဘယ်သူဘယ်နေရာလိုက်ဖို့အမှန်မသိရင်ဘယ်လိုလာဖို့အမှန်မသိပါဘူး အတိမှမဟုတ်ဘူးအဲ့တော့အတိအကျလမ်းညွှန်ဖို့လိုအပ်တယ်လို့မျိုးဆူတောင်းလဲအတိအကျဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီအတိုင်းတော့ထပ်ခါတဲလဲလဲလုံထင်တာလို့ရအောင်အရေးကြီးရင်ကြည့်တယ်လို့ဘယ်နေ့ဘယ်အချိန်မဆိုဘယ်နေရာပဲရောက်ရောက်အခုအရေးကြီးရင်ကုလို့လို့ရပြီအခုညီလိုအပ်ရင် alone 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 နေဆက်ရခောက်ယွဆူတောင်းကဲအဲ့ဒါလေးပြုလုပ်ပြီးတော့ကျွန်တော်မိတ်ဆွေများကံရဲ့အပမိုးရရှိကြပါစေကိုလည်းစူးစမ်းရရှိတယ်တော့စူးစမ်းမှာပေါ့ ဒါလေးကကံရဲ့အပန့်ပိုးဖြစ်စီပါလိမ့်မယ်လို့ကံပီတာလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများအတွက်2025ခုဂျွန်လာတလာတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာကဲဒီလိုဂိမ်းမျိုးကိုဟောရတာတော့ကျွန်တော်လဲလုံကြီးတိုတိုနင်းနင်းဝက်ပြီးအားထက်ပြီးဟောရတဲ့ဂိမ်းမျိုးမျိုး ။ဘာလို့လဲဆိုတော့ဒီချင်းဟာအောင်မြင်ခြင်းဂုံအတက်ကိုယုံတက်နေရတယ်လို့ပဲ။ဂုံအတက်ကလေးကိုရောက်ခံနေပြီ။အောင်မြင်ခြင်းတောင်ထိတ်ကိုရောက်ခံနေပြီ။ရောက်လည်းမရောက်သေးဘူး။အဲ့တော့ဒီချင်းလေးမှာလူကလေလက်ပန်းကြအခြေကုန်လက်ပန်းကြပြီးတော့ဆက်လောက်ရမလို့လို့လက်ပဲလျှော့လိုက်ရမလို့လို့ဆိုတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီချိန်လေးမှာစနေသားသမီးမိတ်ဆွေတွေကကိုစိတ်ကူးရည်ရွယ်ထားတဲ့ကိစ္စတွေကိုလှုပ်လှက်ဆလုပ်ငန်းဆောင်တာတွေကို အားတင်းပြီးတော့စိတ်အာယုံကိုစုစည်းပြီးတော့ အရာမီဆက်ပြီးစူးစမ်းစေချင်ပါတယ်။နေရိပ်အလာနေဘူးကစောင့်ဆိုတယ်လို့ပဲဒီအချိန်လေးမှာတော့နည်းနည်းလေးဘဝနေချိန်လေးပြင်းလိမ့်မယ်။သို့တော့ဒီအချိန်မှာအားခက်ပြီးစူးစမ်းခြင်းအတိအပွင့်ကြော်စရာရှင်စရာတွေမကြခင်ခံစားရတော့မှာပါ။နော်။ကဲဒါကြောင့်ငွေအားလူဝအကြညာတွေစူးစီးပြီးတော့စူးစမ်းတဲ့နဲ့ဘလောက်ပဲတတိထတာကြမ်းဖန်ပြီးအကျွေးတင်တတ်တယ်။ကဲတင်စရာရှိလေပိုင်းမနေနေလားတင်ပြလိုက်ပြီးတော့။ဘာသာနေပါတယ်ကြာနာချီငါဆွဲယုံပြီးတော့ လုပ်ငန်းရင်းနှီးမြှုပ်နှံတာတို့အိမ်နေဆိုင်နေအစားအုပ်ကိစ္စတွေစူးစမ်းတာတို့ကုန်ပစ္စည်းတူလောင်တာတို့ဒါမျိုးတွေပြုလုပ်တဲ့ ਨੇ နောက်စက်တူတွဲပြီးလုပ်မဲ့လုပ်ငန်းတွေစာချုပ်ချုပ်ဆိုပြီးလုပ်ကြရမယ်လုပ်ငန်းမျိုးတွေကောင်းတယ်ဆန်တို့စီတို့ဆေးတို့စားတို့စက်မှုစိုက်ပျိုးစိန်စာအုပ်စာတမ်းအဲ့ဒါလုပ်ငန်းမျိုးတွေစိုက်ပျိုးရေးနဲ့ပတ်သက်သောစားတော့ကုန်ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းနဲ့ပတ်သက်သောကိစ္စတွေပို့ပြီးတော့စူးစမ်းတဲ့ဘဝမှာ အရေးကြီးတဲ့ရည်ရွယ်ချက်ကြီးတွေကိုထူထောင်တာတို့အခြေတည်တာတို့ အစပြိုးတာတို့ကိုအားခဲ့ပြီးတော့ပိုင်ပိုင်နိုင်နိုင် လုပ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်လောလောဆယ်တော့ဇပင်လေးနဲ့ချောင်းသုံးချောင်းတော့ဖြူလာလောက်အောင်နည်းနည်းလေးစိတ်မောလူမောလေးတွေဖြစ်မယ်ပေါ့နော်သို့တော့မကြခင်မှာဒီစူးစမ်းခြင်းအသည့်ပွင့်ခံစားရတော့မှာပါအဲ့တော့ဒီလိုဂိမ်းမျိုးမှာငွေတွေပစ္စည်းတွေအလွေလဲအကြပေါက်များတာတာသတိပြုပါကားတို့ကွန်ပျူတာတို့နဲ့ပတ်သက်လို့စိတ်ရှုပ်စရာလေးတွေရှိတတ်တယ်မိမိဦးဆောင်ပတ်သက်တဲ့ကိုယ်နဲ့ပတ်သက်နေတဲ့အလှူမင်္ဂလာပွဲလမ်းတဲ့ပင်ကိစ္စများနည်းနည်းလေးစိတ်နှောက်ချက်လေးတွေရှိတတ်တယ် ကတလူကိမျိုးမှာစနေသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားတွေရှိတဲ့အခါမျိုးတွေမှာအနီရောင်ချက်သွေးရောင်ခရမ်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းငုံပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်သားတွေတို့လည်းအောင်ဆိုဘာပဲရောင်းရင်ရောင်းရင်ပစ္စည်းကြီးကြီးသေးသေးဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းကားရောင်းနွားရောင်းမှဖြစ်ဖြစ်နောက်ကိုအလုပ်လုပ်နေပတ်သက်တဲ့ပစ္စည်းတွေအလုပ်ငန်းဆိုင်ပုတ်တို့အလုပ်စပွဲတို့ကောင်တာစပွဲတို့နော် အဲအခုလုပ်ငန်းသုံးပစ္စည်းတွေပကံခွဲရောက်တွေနော်ပေါချတွေပြေးစားတွေလိပ်စာကတ်တွေကိုစားထုတ်လေးတထုတ်ကဲစားလေးတစ်စွန်းလောက်ကိုလက်ကင်မော်လို့ဟာလေးနဲ့ထုတ်ပြီးစားထုတ်လေးနဲ့တို့ပြီးထုတ်ပြီးတော့စူတောင်းမှာဘယ်နဲ့ချက်ဘယ်နဲ့ခါရဲမဟုတ်ဘူးတတိယတိုင်းထုတ်နေအားတိုင်းသာထုတ်နေဘာလို့မှမသိအလားနဲ့သာထုတ်နေနော်ကဲဒီတလားဒါမှာကို့အတွက်ကံကောင်းလိုက်ခြင်းစီမဲ့နံပါတ်တွေကနန်းနေကဒီနံပါတ်ခြံနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းချက်လုံးမယ်ဘယ်နေ့ဘယ်နေ့ဆိုရင် သုံးကနန်းခြောက်ကနန်းတွေဟာကို့အတွက်ကံကောင်းလက်ရှင်အကျိုးပြားကောင်းနေပါလိမ့်မယ်။ကဲဒီလိုလာမျိုးမှာစနေသားသမီးတွေကံရဲ့အပံမှုရဖို့ဆိုရင်နေတိုင်းမဟုတ်တော့မှပဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးတွေမှာအုံတို့ခောက်ဆွဲညစွာဖရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒါလေးလှူဒန်းဒါနာပြုပြီးတော့ကံရဲ့အပံမှုရရှိကြပါစေ။ကံညာဝရိယ၃ချက်လုံးအကောင်းအောင်လဲဂျိုးပန်းတော်မူနိုင်ကြပါစေခင်ဗျာ။